ဖိမြက်နှလုံးသားအဟာရကဘာလောကကြီးတာယာစီခြင်းလင်းသိမျက်နှာကို အရင်ဆုံးပြုံးထားလိုက်ပါတနေ့ကကျွန်တော်နယူးယောက်မှာမိဆွေတယောက်နဲ့အတူတက်စီစီးသည်ကားထဲကထွက်လာတော့မိဆွေက driver ကိုပြောသည်ကျေးဇူးပါပဲဗျာခမရကမဘုံတိတ်ကောင်းတာပဲတန်စီ driver ကရုတ်တရက်တွေ့သွားသည်ပြီးတော့မှပါလဲဗျအနောက်တာလားဟုပြန်ပြောသည်မဟုတ်ဘူးဗျမနောက်ပါဘူးကျွန်တော်တကယ်ပြောတာပါ ကားတွေရှုပ်ရှက်ခက်နေတဲ့နေရာမှာခမရတီတီငင်ငင်အလုပ်လုပ်တာကိုသဘောကျလို့ပါအင်းလေးဆိုပြီးဒရိုက်ဘာကထွက်သွားသည်နေစမ်းပါအောင်ဗျခမရဟာကဘာလုပ်တာလဲကိုကြီးရှိတော့မှကျွန်တော်မေးမိပြီနယူးယောက်မြို့ကြီးထဲမှာမြစ်တာတရားတွေပြန်ပွားလာအောင်ဖြန့်ဝင်ပြီးနေတာဗျဒီမြို့ကိုကန်တီမို့နီလန်ကဒီတနည်းပဲရှိတယ်မိတ်ဆွေက ဆိုသည် ခမရတယောက်တည်းနဲ့ဒီမြို့ကြီးတစ်ခုလုံးဘယ်မှာကန်နိုင်ပါ့မလဲဗျာ တယောက်တည်းတော့မဟုတ်ဘူးလေဗျာအခုကြည့်ဒီ driver သူ့ဘာသာသူဒစိမ့်သိမ့်တွေးပြီးကျင်းနဲ့သွားမယ်လို့ကျွန်တော်ယုံကြည်တယ်အကယ်၍ဒီနေ့မှသူနောက်ထပ်ခီးတဲ့20မောင်းပို့ရမယ်ဆိုပါတော့သူ့ဘောကျွန်တော်တယောက်ကောင်းထားလို့ဖြစ်ပေါ်တဲ့ကျင်းနှံ့မှုလေးကြောင့်သူဒီလူအယောက်20ပေါ်တဘောကောင်းကောင်းနဲ့ဆက်ဆံတော့မယ်ဗျအဲ့ဒီလူကတခါ ဆင့်ပွားပြီးသူတို့နဲ့ဆက်ဆံရတဲ့အလုပ်ရှင်တွေအလုပ်သမားတွေစိုင်းရှင်တွေစပွဲတို့တွေကိုပြပြငါငါဆက်ဆံမယ်။ကို့မိသားစုတွေအပေါ်မှာလည်းပူကျင်နာသွားမယ်ဆိုရင်တဦးပေါ်တဦးချစ်ကြည်ရင်းနှီးမှုဟာအ ਨੇ ဆုံးလူတစ်ထောင်လောက်စီအထိပြန်သွားလိမ့်မယ်ဗျ။အဲ့ဒါဆိုဘေးဆိုးမလဲမဟုတ်ဘူးလား။ဒါပေမဲ့ခမရရဲ့ချစ်ကြည်ရေးစိတ်ရကြီးပြန်သွားဖို့အတွက်ကအဲ့ဒီတက်ဆီဒရိုက်ဘာအပေါ်မှာလုံလုံလာလာမူတီမနီပေးဘူးလား။ ဟာဘေးဟုတ်မလဲသူတူတဲ့ပေါ်တော့လေကျွန်တော်လုံးလုံးလာလာပုံအထားပါမလားတေချောင်အောင်လုပ်ရမှာပေါ့ကျွန်တော်ဒီနေ့လူဆယ်ယောက်နဲ့အဲ့လိုမြစ်တာဖြန့်ကျက်ဆက်ဆံဖို့ရည်ရွယ်ထားတယ်ဆယ်ယောက်ထဲက3ယောက်စီပြန်သွားတော့ရင်သူတို့ကနေတဆင့်စင့်ပွားပြီးလူအယောက်3000မှာစိတ်တဘောရကောင်းဝင်သွားမယ်စရင်အရာတော့ okay နေတာအမှန်ပါပဲဒါပေမဲ့လက်တွေမှာခမည်းတော်ထားတဲ့အတိုင်း ဖြစ်လိမ့်မယ်လို့တော့ကျွန်တော်မထင်ဘူးမဖြစ်တော့လဲဗာနိနာသွားတာမှတ်လို့ဗျာလူတယောက်ကိုခမည်းလုပ်ပုံကိုင်းပုံတော်ပါပြီတယ်ဗျာလို့ချီချူးစကားဆိုရတဲ့အတွက်ကျွန်တော်မှလည်းဘာအချိန်မှကိုမသွားပါဘူးဒီလိုပြောပြီးဘောက်စူးပို့ပေးစရာလည်းမလိုရှော့ပေးစရာလည်းမလိုကိုစကားသူ့ရင်ထဲဝင်သွားတော့လဲဘာဖြစ်လဲနောက်နေ့နောက်ထပ်တက်စီသမားတယောက်နဲ့တွေ့တော့သူ့ဝမ်းသာသွားအောင်စိတ်ကြည်နူးသွားအောင်ကျွန်တော်ထပ်ပြောရုံပေါ့ อืมခမရလဲတနည်းတဖုံကြောင်းတဲ့ပုံကိုပဲကိုကျွန်တော်မှတ်ချက်ချမိသည်ဟာအဲ့ဒါပဲခမရနှလုံးသားတွေဘလောက်မှကြောနေပြီလဲဆိုတာဒီမှာပေါ်တယ်ကျွန်တော်ဒီကိစ္စအတော်လေးလာထားပြီးပြီကျွန်တော်တို့စာဖို့ဌာနဝန်ထမ်းတွေပဲဆိုပါစို့သူတို့မှာဘာလို့နေလဲကြည့်လိုက်ရင်အတိမတ်ပြုစကားပြငွေတော့ထပ်ပြောနေတော့ပေါ့ဗျာဟုတ်လားသူတို့အတိမတ်ပြုမခံရဘူးဗျဘသူကမှခမရတို့လုံနေရဲ့ စာပို့တိုက်အလုပ်ကြီးဟာကောင်းမှရအချိုးပြပါတယ်မပြောကြဘူးဟာခမရလူတွေကလည်းကောင်းကောင်းမှမလုပ်ကြပဲဗျခမရပြောတာမှန်တယ်ဒါပေမဲ့သူတို့စိတ်ထဲမှာငါတို့ကောင်းကောင်းလှုပ်လှုပ်မလှုပ်လှုပ်အကြောင်းမထူးဘူးဘယ်သူမှလည်းအရေးမဆိုင်ဘူးအတိမမပြူဘူးဆိုတာကြီးစွဲနေတာကိုဒီတော့တယောက်ယောက်ကသူတို့အပေါ်ကျင်နာတဲ့စကားအတိမပြူတဲ့စကားပြောမပြေသင့်ဘူးလားဗျစကားပြောရင်ရှောက်လာကြရာစောက်လက်ဆက် အဆောက်အဦတစ်ခုနားသို့ရောက်လာသည်အဲ့ဒီမှာအလုသမား၅ယောက်နင်းလေစံစားနေကြတာတွေ့တော့ကျွန်တော်အမိတ်ဆွေကရက်ပြီးစကားပြောသည်ခမရတို့အဆောက်အဦကြည့်ရတာအယံသားနာရယ်ဗျာအတော်ခက်ခဲလို့ရမှာပဲအန်နီရယ်လည်းများမဲ့ပုံအလုသမားများကျွန်တော်မိတ်ဆွေကိုမတင်ကဟန်ဖြင့်ကြည့်ကြသည်ဘယ်တော့ပြီးမလဲဗျာကျွန်တော်မိတ်ဆွေကဆက်မိသည်ဇွန်ကတယောက်ကတူတူပြက်ပြက်ဖြေသည် ဟာဟုတ်လားကောင်းလေဗျာခမရတို့အဖို့တော့ ကိုအလုတ်ရက်အတွက်ခုံယူစီရပါကျွန်တော်တို့ထွက်လာခဲ့သည်อืมခင်ဗျားလို့ပုံကူမျိုးကတော့ရှာမရှာပဲပြုကျွန်တော်အော်ပါပေးမိသည်သူကအေးစစ်စစ်ရုတ်တရက်တော့တမျိုးပေါ့ဗျာဒါပေမဲ့ကျွန်တော်စကားတွေတဖြည်းဖြည်းစိတ်ဝင်သွားလိမ့်မယ်အဲ့ဒီကြတော့ဝမ်းသာကြကြည်နူးကြမှာပေါ့သူတို့စိတ်ချမ်းသာရင်အဲ့ဒီရဲ့အကျိုးဆက်ကိုဒီမျိုးကြီးတွေကတခြားလူတွေခံစားရလိမ့်မယ် ဒါပေမဲ့ခမရတယောက်လည်းလုံနေုံနဲ့တော့ထင်သလောက်ဖြစ်မလာအတိုင်းပါဘူးဗျာကျွန်တော်ကညင်းနေသည်ဘယ်ဟုတ်မလဲဗျဒီကိစ္စမှာအရေးကြီးဆုံးအချက်ကအားမလျှော့ဘူးပဲမျိုးကြီးတစ်မျိုးလုံးကလူတွေသဘောကောင်းလောက်အောင်လုပ်တဲ့ကိစ္စဗျာအလွယ်တကူတော့ဘေးဖြစ်နိုင်ပါမလဲဒါပေမဲ့ကျွန်တော်စစ်စင်ရေးထဲမှာတခြားလူတွေပတ်ဝန်းလောက်အောင်စီးယုံနိုင်မယ်ဆိုရင်ကြည့်စမ်းဟဲ့လူခမရခုနကအယုံဆိုးဆုံးမိမကိုမျက်စပြပြလိုက်တယ်မဟုတ်လားကျွန်တော်ကကြားဖြတ်မိသည်ဟုတ်တယ်လေဗျာ ဒါလောက်ရုပ်ဆိုးတဲ့မိမကျွန်တော်ကမိဆပြပြလိုက်တော့သူ့ကိုလည်းသဘောကျတဲ့လူရှိသေးလားပဲလို့တွေးပြီးကြည်ညူသွားမယ်အကယ်၍သူသာចောင်းစရာမှဖြစ်မယ်ဆိုပါတော့အတန်းနဲ့ကလေးတွေအဖို့တော့ဒီနေ့ပြောစရာနေဒူးနေပြကြည့်ပေါ့တဲ့ကျွန်တော်မိတ်ဆွေကတော့ပြပြကြည့်စုံနေလေသည်